အာဆင်နယ်ရဲ့ဒီရာသီမှာပြိုင်ဘက်ရဲ့ကံချက်65ချိန်ပဲခွင့်ပြုခဲ့ရပြီးတော့ဂိုးပေါက်တဲ့ကံချက်အနေနဲ့18ချိန်ပဲရင်ဆိုင်ခဲ့ရပြီးတော့ expected goal against ကလည်း4.8ပဲရှိရပေကူကလည်း3ဂိုးပဲပေးခဲ့ရသလို clean sheet ကလည်း5ပွဲတည်းယူနိုင်ခဲ့တယ်ဆိုတော့သူတို့ရဲ့ခံစစ်ကပဲဒီရာသီအာဆင်နယ်သင်းအခုလိုအမြင့်ပြန်ဖို့အတွက်အဓိကအထောက်ပံ့တစ်ခုလို့ပြောရမယ်ကွန်မန့်ထွေးပိုင်းဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။ ဒီတစ်ပတ်သုံးသက်ချက်အစီအစဉ်မှာတော့ဒနင်္ဂနွေမှာရှင်ပြိုင်ကစားသွားမယ့်အာဆင်နယ်နဲ့ခရစ်စတယ်ပဲလီပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုသုံးသက်ပေးသွားမှာဖြစ်ပါတယ်။အာဆင်နယ်တဲ့ကတော့နောက်ဆုံးကစားတဲ့ပြိုင်ပွဲစုံ6ပွဲဆက်အနိုင်ရပြီးတော့ပရီးမီးယားလိမှာလည်းအမှတ်ပေးစရာထိတ်ဆုံးနေရမှာရမှတ်3မှတ်ဖြတ်ပြီးတော့ဦးဆောင်နေသလိုချန်ပီယံလိပြိုင်ပွဲမှာလည်း3ပွဲကစား3ပွဲနိုင်တဲ့လိဖိရန်ကင်မှာတော့ထိပ်ပိုင်းနေရမှာရပ်တည်နေတယ်။ခန်းစစ်ကြောင်းကလည်းအတည်ငြိမ်ဆုံးပုံစံမှာရှိနေပြီးတော့ ရီးမီးယားလိ၈ပွဲကစားခဲ့ရမှာ၅ပွဲကလင်းရှစ်ရခဲ့ပြီးတော့ပြိုင်ပွဲဆို17ပွဲကစားခဲ့ရမှာ9ပွဲကလင်းရှစ်ရထားတယ်ပေကိုကလည်း3ဂိုးပဲရှိခဲ့ပြီးတော့အဲ့ဒီပေကို3ဂိုးကပရီးမီးယားလိမှာပေးထားခဲ့ရပြီးတော့မန်စီးတီးနဲ့ပွဲမှာ2ဂိုးညူကာဆယ်နဲ့ပွဲမှာ2ဂိုးလီဗာပူးနဲ့ပွဲမှာ2ဂိုးပေးထားရတယ်လက်ရှိအနေထားကတော့အာဆင်နယ်တင်းကအဖက်ဖက်ကအတင်းကြီးဆုံးအနေထားမှာရှိနေပြီးတော့သူနဲ့တွေ့မဲ့ခရစ်စတယ်ပဲလီတင်းကတော့နောက်ဆုံးကစားတဲ့ပြိုင်ပွဲဆုံး3ပွဲဆက်9ပွဲပျောက်ထားတယ်ပရီးမီးယားလိမှာအေဗာတန်ကိုရှုံးတယ်ဘောမော့နဲ့တည်ကြတယ် ဂျာရက်ထဲမှာကစားတဲ့ Europa Conference League ပွဲစဉ်မှာလည်းလာနာဂါတင်းကိုရှုံးထားရဲဆိုတော့လက်ရှိခြေစွမ်းရတော့ Crystal Palace အနေနဲ့ Arsenal ကိုအဝေးကွန်းမှာရင်ဆိုင်ဖို့ဆိုတာတော့မလုံလောက်သေးဘူးလို့ပြောရမယ်ဆိုတော့ဒီနေ့တင်းရဲ့ခြေစွမ်းအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုဆက်ပြီးတော့ပြောချင်ပါတယ် Arsenal တင်းကတော့ဂျာရက်မှာကစားတဲ့ Champions League ပွဲစဉ်မှာတော့ Atletico Madrid တင်းကို4-0နဲ့အနိုင်ရပြီးတော့တကယ်ကိုကြောက်စရာကောင်းတဲ့ခြေစွမ်းတွေကိုပြသထားနိုင်ခဲ့တာကိုတွေ့ရတယ် အဲ့ဒီပွဲစဉ်မှာလည်းအာဆင်နယ်တင်းကဆက်ပစ်ကနေတွင်ကို2ဂိုးသွင်းနိုင်ခဲ့တယ်လို့ဒီယာဒီမှာပြိုင်ပွဲဆိုနေနဲ့ကြည့်မယ်ဆိုရင်ဆက်ပစ်ကနေတွင်ကို10ဂိုးပြည့်အောင်သွင်းနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လေမှတ်တမ်းဝင်ခဲ့တယ်။အဲ့ဒီဆက်ပစ်တွေထဲမှာဒေါင်ကန်ဘောကနေတွင်ကို9ဂိုးတိသွင်းထားခဲ့ပြီးတော့တကယ်ကိုကြောက်စရာကောင်းတဲ့ဆက်ပစ်လက်နက်တွေကိုပိုင်ဆိုင်ထားတယ်။အာဆင်နယ်တင်းကဒီယာဒီမှာပြိုင်ပွဲရဲ့ကံကျက်65ချိန်ပဲခွင့်ပြုခဲ့ရပြီးတော့ပွဲစဉ်တင်မှာ United ကို22ချိန်ခွင့်ပြုခဲ့ရပြီးနောက်ပိုင်းနောက်ဆုံး9ပွဲစတိုက်ဘယ်တဲ့ရမှာသူတို့ရဲ့ကိုပေါက်ကို ဆက်ချင်းပြည့်အောင်မချင်းချောက်နိုင်ခဲ့ဘူးအဲ့ထဲမှာလဲဂိုးပေါက်တဲ့ကန်ချက်အနေနဲ့18ချိန်ပဲရင်ဆိုင်ခဲ့ရပြီးတော့ expected goal against ကလည်း4.8ပဲရှိရဆိုတော့တကယ်လို့အတိငိမ့်ဆုံးအနေထားမှာရှိနေတယ်ပေကူကလည်း3ဂိုးပဲပေးခဲ့ရသလို clean sheet ကလည်း5ပွဲတည်းယူနိုင်ခဲ့တယ်ဆိုတော့သူတို့ရဲ့ခံစစ်ကပဲ DRD Arsenal သင်းအခုလိုအမြင့်ပြန်ဖို့အတွက်အဓိကအထောက်ပံ့တစ်ခုလို့ပြောရမယ်နောက်ဆုံး Premier League နှစ်ပွဲမှာဆိုရင်ဘယ်ပြိုင်ဘက်ကမှသူတို့ရဲ့ goal ပေါက်ကိုတက်မှတ်အောင် ချင်းချောက်နိုင်စွမ်းမရှိခဲ့ပဲနဲ့ဒီကိုလိုသင်းတော်မှာဂိုးပေါက်တဲ့ကန်ချက်တစ်ချိန်ပဲရှိခဲ့တယ်ဆိုတော့သူတို့ရဲ့ ခန်းစစ်ကဘလောက်ထိတည်ငြိမ်လဲဘလောက်ထိစုစည်းမှုကောင်းလဲဘလောက်ထိတအုပ်နဲ့တအုပ်နဲ့ကြားမှာနားလည်မှုရှိလဲဆိုတာကိုဒီချက်တွေကိုကြည့်ရင်သိနိုင်တယ်အာဆနယ်တင်းကတော့ဒီလိုအမှတ်ပေးစရာထိတ်ဆုံးမှရှိနေခြင်းနောက်ဆုံးကစားတဲ့အင်ကွင်းပွဲ80မှာနှစ်ပွဲပဲရှုံးထားတယ်52ပွဲနိုင်ပြီးတော့16ပွဲတည်ရကြထားတယ်ဆိုတော့တော်တော်လေးကိုအာဆနယ်တင်းကဒီလိုအမှတ်ပေးစရာထိတ်ဆုံးရောက်နေခြင်းမှာအင်ကွင်းအသာချက်ကိုအပြည့်အဝအသုံးချနိုင်ခဲ့တာကိုတွေ့ရတယ်ဒီလိုအမှတ်ပေးစာထိတ်ဆုံးရောက်နေချိန်မှာအင်ကွင်းနောက်ဆုံး၈ပွဲမှာလဲ9ပွဲအထိ နိုင်ရခဲ့ပြီးတော့သွင်းကူက28ကိုသွင်းနိုင်ခဲ့တယ်လို့ပေးကူကလည်း8ကိုပဲပေးခဲ့ရတယ်အဲ့ဒီထဲမှာမက်ဆီဒီသင်းကိုပဲ2023တော့ရှုံထားတယ်ဆိုတော့အမပေးစားထိတ်ဆုံးမှလည်းရှိနေတယ်အိမ်ကွင်းမှာလည်းကစားမယ်ဆိုရင်တော့အာဆင်နယ်သင်းကပို့ပြီးတော့ရလက်တီတည်ငိမ့်တာကိုတွေ့ရတယ်ဒီဟာဒီပရီးမီးယားလိမှာလည်းအာဆင်နယ်သင်းကအိမ်ကွင်း၄ပွဲကစားခဲ့ရမှာ၃ပွဲနိုင်၃ပွဲတည်ကြပြီးတော့ပေးကူကလည်းတကူပဲပေးခဲ့ရတယ်တိုက်စစ်ကသွင်းကူ10ကိုတည်သွင်းနိုင်ခဲ့တယ်ဆိုတော့အိမ်ကွင်းမှာပိုကောင်းတယ်ဆိုတာကိုအချက်လက်တီအားဖြင့်သိနိုင်တယ်လို့သူတို့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ရင်လည်းသိနိုင်တယ် ာဆင်နယ်တင်းကတော့တီကို4-0နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာဘယ်နောက်ခံလူနေရာမှာကာလာဖီယိုရီကိုအနာပေးပြီးတော့လူးဝစ်ကယ်လီကိုသုံးခဲ့တယ်ဘဲတောင်မန်မှာလည်းထရော့ဆက်ကိုအနာပေးပြီးတော့မာတင်နယ်လီကိုအသုံးပြုခဲ့တာကိုတွေ့ရတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲသူအသုံးပြုခဲ့တဲ့ကစားသမား2ယောက်စလုံးကလည်းအသင်းအတွက်ခြေစွမ်းပြကစားနိုင်ခဲ့သလိုစကယ်လီရဲ့ပေးပို့မှုကနေမာတင်နယ်လီကအသင်းအတွက်အရေးပါတဲ့အနိုင်ကိုတွင်းထားခဲ့တယ်ဆိုတော့ဒီကစားသမားတွေဒီနေ့မှာဆက်ပြီးတော့ပွဲထွက်လာမလားဒါမှမဟုတ်အာဒီတာရဲ့စစ်ကြိုက်ကစားသမားတွေဖြစ်တဲ့ကာလာဖီယိုရီတို့ထရော့ဆက်တို့ပဲပြန်ပါလာမလားဆိုတာစောင့်ကြည့်ရမယ် ာဆနယ်သင်းကတော့ဒီနေ့ပွဲစဉ်မှာအသင်းကောင်းဆောင်အိုဒီဂတ်တာမန်စားသမားမာဒူဂီနဲ့တိုက်စစ်မှုကိုင်ဟာဘတ်တို့ဆက်ပြီးတော့လွဲချောမှာဖြစ်ပေမဲ့လည်းသူရဲ့လက်ရှိစကွတ်တက်အရတော့သိပြီးတော့စိုးရင်စရာမရှိဘဲနဲ့မြင်တွေ့နေကြပုံစံအတိုင်းပဲအာဆနယ်သင်းက4-2-3-1အခြေခံပြီးတော့ကွန်းလက်အထိုင်မှာဇူဘီမန်ဒီနဲ့ဒီဂလန်ရိုက်ခန်းစစ်ကြောင်းမှာဆာလီဘာနဲ့ဂါဘရီယယ်ညာချမ်းမှာသူရဲ့ဒီယာဒီအကောင်းဆုံးပုံစံရနေတဲ့တင်ဘာစ်နဲ့ဘယ်ချမ်းမှာကာလာဖီယိုရီပြန်ပါလာမှထင်တယ်တိုက်စစ်ပိုင်းမှာတော့ ဒီကိုနဲ့ပွဲစဉ်မှာတွင်ကိုနှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ယော့ဂရက်ပဲဦးဆောင်မှာဖြစ်ပြီးတော့သူ့ရဲ့နောက်မှာအဇီတို့စာကာတို့ထရော့ဆက်တို့ပါလာဖို့များတယ်ထရော့ဆက်ကခရစ်စတယ်ပဲလီနဲ့နောက်ဆုံးတွေ့ထားတဲ့နှစ်ပွဲဆက်တိုက်ဂိုးသွင်းထားခဲ့တယ်လို့ထရော့ဆက်ဂိုးသွင်းခဲ့တဲ့ပရီးမီးယားလီ20တပွဲဆက်တိုက်လဲအာဆင်နယ်အသင်းကရှုံးပွဲမရှိခဲ့ဘဲနဲ့18ပွဲနိုင်ပြီးတော့၄ပွဲတည်ကြထားတယ်ဒီဘက်မှာစောင့်ကြည့်ရမယ့်ကစားသမားကတော့ယော့ဂရက်ပါဂျော့ဂရက်ကဒီအာဒီမှာပြိုင်ပွဲစုံနေနဲ့ကြည့်မှဆိုရင်တွင်ကို၅ဂိုးသွင်းထားခဲ့တဲ့အနေထားမှာအဲ့ဒီ၅ဂိုးလုံးကအင်ကွင်းနေမှာပဲသွင်းထားတယ် ပရီးမီးယားလိမှာသွင်းကို၃ဂိုးသွင်းထားခဲ့တာမှာလည်းသူ့အိမ်ကွင်းမှာပဲသွင်းထားရဲဆိုတော့ပြီးခဲ့တဲ့တီကိုနဲ့ပွဲစဉ်မှာဂိုးပေါက်ပြန်ရှာတွေ့ထားတဲ့ယော့ဂရက်ဘလောက်ထိအသင်းရဲ့တိုက်စစ်ကိုဥဆောင်သွားမလဲဆိုတာကတော့စောင့်ကြည့်ရမယ်။ယော့ဂရက်ကတော့သွင်းကိုအဖြစ်အများကြီးသွင်းထားတာမျိုးမဟုတ်ပေမဲ့လည်းသူ့ရဲ့တိုက်စစ်ကပြိုင်ဘက်ကို present လုပ်ပြီးတော့လိုက်လံဖိအားပေးကစားနေတဲ့အနေထားကတော်တော်ကိုအားရစရာကောင်းပြီးတော့ဒီနေ့မှလည်းပြိုင်ဘက်ခန့်စစ်ကိုဘလောက်ထိယော့ဂရက်ကအလုရှုပ်အောင်ဖိအားပေးသွားမလဲဆိုတာလည်းစောင့်ကြည့်သွားရမယ်။ဒါအပြင် ညာတော်မန်ကစာကားရဲ့တူးချင်းကြော်ဖြတ်မှုတွေသူရဲ့ get insight လုပ်ပြီးတော့ကန်သွင်းမှုတွေကို Crystal Bailey ခန်စစ်ဘလို့ထိမ့်မလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ် Crystal Bailey တင်ရတော့ရလက်ပိုင်းရအတင်းဆောင်လေးတွေရှိလာတာမှန်ပေမဲ့ဒီဟာဒီ Premier League မှာကြည့်မယ်ဆိုရင် Goal တက်ကန်ချက်43ချိန် Chance Create 33ချိန် Expected Goal က18.4ချိန်နဲ့အတူသူရဲ့လက်ရှိအစုဖွဲ့နဲ့ဆိုရင်ဒီအချက်လက်တွေကတကယ်ကိုအထင်ကြီးစရာကောင်းပြီးတော့ ဒီနေ့မှာဘယ်လောက်ထိအာဆင်နယ်ကိုအကောင်းဆုံးပုံစံနဲ့တုံ့ပြန်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ်။ဒါပေမဲ့တစ်ဖက်ကပြန်တွင်းရင်လည်းဘစ်ချန်33ချိန်ရရှိခဲ့တဲ့အနေအထားမှာအဲ့ဒီဘစ်ချန်တွေကိုလွဲချော်ခဲ့တဲ့အခြေအနေတွေက22ချိန်ရှိလာခဲ့ပြီးတော့ expected ကို16.4ချိန်ထဲမှာလည်းအမှန်တကယ်တွင်းထားတဲ့တွင်းကို12ဂိုးပဲရှိခဲ့တယ်ဆိုတော့9.4ဂိုးလောက်ကရတဲ့ရလိုက်တဲ့အနေအထားတွေကိုဖြုံတီးထားတာကိုတွေ့ရတယ်။ ဒီနေ့မှာစောင့်ကြည့်သွားမယ့်ကစားသမားကတော့တိုက်စစ်ကမာတီတာပါမာတီတာကပြီးခဲ့တဲ့ဘုံပေါင်းတဲ့ပွဲစဉ်မှာအသင်းအတွက် hat trick သွင်းနိုင်ခဲ့သလိုရှစ်ပွဲကစားပြီးမှသင်ကို၅ဂိုးပြည့်ခဲ့တဲ့တတိယမြောက် Crystal Palace ကစားသမားဖြစ်လာခဲ့တယ်။2004-2005လောင်းကနာမည်ကြီးတိုက်စစ်မှု Andrew Johnson 2020-21ဘောလုံးရာသီက Zaha တို့နောက်ပိုင်းမှာပွဲစဉ်ရှစ်ပွဲပြီးမှသင်ကို၅ဂိုးထိသွင်းထားခဲ့တယ်။ဒါ့အပြင်မာတီတာကလန်ဒန်မှာဆိုရင်ပို့ပြီးတော့ဂိုးမြူတက်တဲ့ကစားသမားဖြစ်ပြီးတော့သူ့ရဲ့သင်ကိုနောက်ဆုံး၉ဂိုးထဲမှာ၈ဂိုးက လန်ဒန်မှာသွင်းထားရဆိုတော့ဒီနေ့မှလည်းလန်ဒန်အခြေစိုက်အာဆင်နယ်နဲ့ကစားမယ်ဆိုတော့မာတီတာဘယ်လောက်ထိလုပ်ပြမလဲဆိုတာစောင့်ကြည့်ရမယ်နောက်တစ်ချက်ကတော့လန်ဒန်ဒါဘီပွဲစဉ်တွေမှာမာတီတာကပို့ပြီးတော့ဂိုးမြူတွေရှိတယ်လို့နောက်ဆုံး၈ပွဲမှာလည်းသွင်းကို၅ဂိုးထိသွင်းထားတယ်ဆိုတော့မာတီတာရဲ့ဥဆောင်မှုနဲ့တူတောင်မန်ကအစ်စပိုင်လာဆာတို့ပီနိုတို့ရဲ့မြန်နှုံးနေ cross တွေနဲ့အာဆင်နယ်တဲ့အတိအကျဆုံးခံစစ်ကိုဘယ်လိုကျော်ဖြတ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းတယ် ဒီနေ့တင်ထိတဲ့တွေ့ဆုံထားတဲ့မှတ်တမ်းတွေကြည့်မယ်ဆိုရင်တော့အာဆင်နယ်တင်ကအပြတ်သက်အသာရထားခဲ့ပြီးတော့နောက်ဆုံး6ပွဲမှာ9ပွဲထိအနိုင်ရထားခဲ့တယ်။မနစ်ကတော့အာဆင်နယ်အနေနဲ့အင်ကွင်းမှာခရစ်စတယ်ပဲလီနဲ့တူတူတည်ရကြထားခဲ့တယ်။မနစ်ကအာဆင်နယ်တင်အမှတ်တရရောက်ခဲ့တဲ့ထဲမှာလန်ဒန်မြို့ကန်အသင်းတွေရဲ့ဒုက္ခပေးမှုတွေအများကြီးပါခဲ့တယ်။ဖူအန်တို့ဝက်ဆန်တို့ပဲလီစ်တို့လို့ဒီလန်ဒန်အခြေစိုက်အသင်းတွေထဲမှာအောက်အသင်းတွေလို့ပြောလို့ရတဲ့အသင်းတွေရဲ့ဒုက္ခပေးမှုတွေကိုရင်ဆိုင်ခဲ့ရပြီးတော့ဒီအာဒီမှာတော့တိုက်တိုက်ဆိုင်ဆိုင်ပဲအာဆင်နယ်အသင်းကသူ့ကိုဒုက္ခပေးခဲ့တဲ့ ်ဖူအန်ကိုလည်းနိုင်ခဲ့တယ်ဝက်ဆန်ကိုလည်းနိုင်ခဲ့တယ်နယူကာဆယ်ကိုလည်းနိုင်ထားပြီးတော့ဒီတစ်ချိန်မှာရောခရစ်စတယ်ပဲလီအသင်းကိုထပ်မံပြီးတော့အနိုင်ရအောင်စွမ်းဆောင်နိုင်မလားဆိုတာစောင့်ကြည့်ရမယ်ခရစ်စတယ်ပဲလီအသင်းကတော့အာဆင်နယ်နဲ့တွေ့ထားတဲ့အဝေးကွင်းနောက်ဆုံး၁၄ပွဲမှာတပွဲပဲအနိုင်ရခဲ့ပြီးတော့နောက်ပွဲတည်း၈ပွဲထိရှုံးထားခဲ့တယ်ခရစ်စတယ်ပဲလီအသင်းရဲ့နေပြအိုလီဗာဂလက်စနာကတော့လာနာကာနဲ့ကစားတဲ့ယူရိုပါကွန်ဖရင့်လီပွဲစဉ်မှာတော့သူတို့ရဲ့အကြီးအကဲကွန်လယ်စားသမားတွေဖြစ်တဲ့အဒန်ဝါတန်နဲ့ကာမာတာတို့ကိုအနာပေးပြီးတော့သူတို့ရဲ့နေရာမှာ ဝေဟုရှ်နဲ့လာမာတို့ကိုအသုံးပြုခဲ့သလိုခံစားကြောင်းမှာလည်းခရစ်ရစ်ချက်ကိုအနာပေးပြီးတော့အပြောင်းလဲလုပ်ကစားခဲ့တာကိုတွေ့ရတယ်ဒီနေ့မှာတော့ဒီပြောက်ကလစတာအနေနဲ့ပိုတောင်တင်းနဲ့အတင်းနဲ့အာဆင်နယ်အတင်းကိုဂျင်းဆိုင်သွားမယ်လို့လည်းမျှော်လင့်ရတယ်ပြီးတော့ခရစ်စတယ်ဘဲလီမှာထိုင်ရာပြဿနာလည်းကြီးကြီးမားမားမရှိဘူးဆိုတော့အသစ်ကြီးနဲ့တွေ့ရင်ပိုကောင်းတဲ့ခရစ်စတယ်ဘဲလီအနေနဲ့ဘယ်လောက်ထိအာဆင်နယ်အတင်းကိုအကောင်းဆုံးပြန်လဲတုံ့ပြန်သွားနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်သွားရမယ် ီဘက်မှာနှစ်သိန်းရဲ့ခြားနာချက်ကအာဆင်နယ်ကအဖြစ်ဖြစ်နဲ့ပိုပြီးတည်ငြိမ်တဲ့အနေအထားကိုရောက်လာပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲဆက်နိုင်ထားတဲ့အဲ့ဒီ6ပွဲမှာလည်း9ပွဲကဂိုးမပေးခဲ့ရဘူးသူတို့ရဲ့ set piece လက်နက်တွေကလည်းဒီနေ့မှာအများကြီးစကားပြောသွားမယ်လို့ထင်တယ်ဆိုတော့အာဆင်နယ်အနေနဲ့အဖက်ဖက်ကအတည်ငြိမ်ဆုံးအနေအထားမှာရှိနေချိန်မှာခရစ္စတယ်ဘဲလီသင်းရဲ့အနေငယ်ခြေစမ်းပိုင်းရရိုက်ရိုက်နေမှုကိုကောင်းကောင်းအသုံးချပြီးတော့အေကွင်းမှာ2-0လောက်နဲ့အနိုင်ရသွားမယ်လို့ထင်တယ် ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ Arsenal နဲ့ Crystal Palace အသင်းတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary by ဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်